အထာမေတံဘိခွေအနဝကာသောယံပရုပကမေနတထာဂတံဇီဝိတံဟောရောပိယအနုပကမေနဘိခွေတထာဂတာပရိနိဗ္ဗာန်ယံတိအတိဘေကသူတော်ဘာ၄လုံးလပြောကနဲ့မြတ်စွာဘုရားကိုတေအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာပဲအထာနာမေတ္တာ impossible ဘယ်နည်းနဲ့မှမဖြစ်ဘူးဘုရားဆိုတာဟာ ူတော်ရဲ့တပ်ဖြတ်မှုမပါဘဲနဲ့တဘာဝအတိုင်းသာလဲပြိနိဗ္ဗာန်ဆံရိုးရှိတယ်ဆိုတဲ့ဒီစကားကိုမိတ်ချတာနော်အဲ့ဒီအဋ္ဌာဏမေတံဘိက္ခဝေအနဝကာသောအဋ္ဌာဏဆိုတာဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနဝကာသော ဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပြုပက္ကမေတတထာဂတံဇီဝိတံဟောရောပိယသူတော်ဘာတွေကလုံးလိုက်ပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တယ်ဖြတ်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူး အနုပကမေနဘသူရဲ့လုံးလာမှာမပါပဲနဲ့တတ္ထကတာပြိနိဗ္ဗာန်ယန္တိဖရာဆိုတာသူ့အလိုလျောက်တာပြိနိဗ္ဗာန်ဆန္ဒသူများတတ်လို့မသေးဘူးလို့ဆိုလိုတယ်ပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်နော်မန္တန်အဖြစ်အသုံးချလို့ရတယ်တဲ့ယုံကြည်လို့ရှိရင်တော့လုပ်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတတ်ဖြတ်ခြင်းဟာ မတတ်နိုင်ဘူးတဲ့တချို့ဆရာတော်ကြီးတွေအဲ့ဒါကိုရွတ်တယ်သူများတွေကမလောက်ကြံနိုင်ဘူးမြတ်စွာဘုရားကိုခုံကိုအာယုံပြုတ်ပြီးတော့အထနာမေတံဘိခွေနဝကံတော်ယံပရုပက္ခဝေနတထာဂတံဇီဝိတောရောပိယအနုပက္ခဝေနဘိခွေတထာဂတာပရိနိဗ္ဗာန်ယန္တိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တရေဆယ်ပြီးတော့ ရသော်ဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့အကျိုးတော့ဖြစ်မှာပါပဲသိကြတယ်နော်ဘုန်းကြီးတို့မှတ်တမ်းတွေထဲမှာမြန်မာနိုင်ငံမှာတစ်ချိန်တုန်းကဒီလွတ်လပ်ရေးမရခင်အချိန်ဒုတိယကမ္ဘာစစ်အပြီးမှာပလေယောဂါတွေကြီးကြီးဖြစ်တယ်အင်္ဂလိပ်လက်ထက်ကနောက်ပိုင်းမှာပလေယောဂါတွေတားဖြစ်တယ်အင်္ဂလိပ်ပြန်ဝင်လာတဲ့အချိန်နဲ့တူပါတယ် ဒုတိယကမ္ဘာစစ်မှာပြည်ယောဂတွေဖြစ်တယ်။ရွာတွေမှာတိမ်ပြီးတိမ်ဆိုတာလို့လူတွေဟာသေဆုံးကြတာ။အဲ့ဒါလို့အကြီးအကျယ်ပြည်ယောဂတွေဖြစ်တဲ့အခါပြိတော်တွေရွတ်ကြ။နောက်ဆုံးမှာအဲ့ဒါလို့ပြိရွတ်တာတောင်မှပဲသေဆုံးမှုနှုံနာကရော့မကြသေးဘူးတဲ့။ အဲ့ဒီမှာဘုန်းကြီးတို့ရဲ့ဆရာတော်ကြီးကဓနုဗျူစံကင်းရွာမှာတရင်သုံးတာအဲ့တို့ဒါမှမဟုတ်စံကင်းဆရာတော်လို့ခေါ်တယ်အဲ့ဒီဓနုဗျူစံကင်းမှာနေတဲ့အချိန်မှာစံကင်းရွာမှာပလေယောဂါတွေဖြစ်တဲ့အခါမှာဒါတွေရွတ်တာနောက်ဆုံးမှာဆရာတော်ကြီးကပရိတ်တေကြီးပဲမဟုတ်ဘဲနဲ့အဋ္ဌနာမေတံထည့်ပြီးတော့ရွတ်တဲ့အခါကြတော့မှာ အသေးပြောင်းနေရရနာသွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့မှတ်ထားတာရှိတယ်ပေါ့နော်ဒါကဘာဖြစ်လို့လုံးဆိုတော့ပလေယောဂါကြောင့်လူတွေသေသေတာတော့ယောဂါကြောင့်သေတာသေပါများလာတဲ့အခါကျတော့မကောင်းဆိုးဝါးတွေရောက်လာတယ်ပေါ့နောက်ဆုံးမှာယောဂါကြောင့်သေတာတဲ့မကောင်းဆိုးဝါးကြောင့်သေတာတွေများလာဒါကြောင့်မလို့ပရိတ်တွေရွတ်အတ္တနာမိတန်ရွတ်တဲ့အခါကျတော့မကောင်းဆိုးဝါးတွေကမနေနိုင်ဘူးထွက်ပြေးကုန်ကြတယ် အဲ့လိုနဲ့ယောဂဝေဒနာတွေပျောက်ကင်းသွားတယ်လို့ဒီလိုဆရာတော်ကြီးမိန်ကြားတဲ့စကားကိုကိုးကားပြီးတော့ရေးထားတာတွေရှိတယ်ပေါ့နော်အေးအထာဏမေတ္တံဆိုတာအဲ့ဒီတုန်းကမြတ်စွာဘုရားကယန်းတွေကိုမိန်ကြားခဲ့တဲ့စကားပဲ